အားလုံးပဲမင်္ဂလာပါဒီနေ့ပြောမယ့်အကြောင်းလေးကတော့တော်လှန်ရေးအရှိန်မြင့်တက်လာပြီးတဲ့နောက်ပိုင်းမှာ အကြံဖက်စစ်တပ်ကပိုပြီးရိုင်းဆိုင်ရုံမှာဆိုတာနဲ့စေယုံစေကန်းတွေကိုတီးထန့်လိုက်လံရှာဖွေပြီးဘုံကျဲလာပါတယ်အယုတ်အလတ်အမြတ်မယွေကုသပေးဖို့တစ္ဆာဆူထားကြရတဲ့ကျမတို့ရဲ့ကျမ်းမာရေးဝန်ထမ်းအတီးတီးကလည်းစစ်တံဘုံထံကြားထဲမှာ အသက်ဆုံးကုသပေးရင်အခုချိန်ထိဆိုရင်တနိုင်ငံလုံးမှာ အထူးကုဆရာဝန်ကြီးတွေအပါအဝင် ကျမ်းမာရေးဝန်ထမ်းစုစုပေါင်း142ယောက်အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ဒဏ်ရာရရှိခဲ့ကြတဲ့ကျမ်းမာရေးဝန်ထမ်းတွေကတော့159ယောက်ရှိပါတယ်။တနိုင်ငံလုံးမှာဆေးရုံကြီးဆေးရုံငယ်စုစုပေါင်း383ယောက်ဟာအကျန်းဖက်စစ်တပ်ရဲ့ဘုံကျဲမှုလက်နက်ကြီးနဲ့ပစ်ခတ်မှု အကျန်းဖက်ဖြစ်စင်းမှုစတာတွေကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီလိုတေချေပျက်စီးဆုံးရှုံးပေမဲ့လည်းတနိုင်ငံလုံးမှာရှိတဲ့ကျမတို့ရဲ့ကျမ်းမာရေးဝန်ထမ်းတွေဟာကြံ့ကြံ့ခံပြီးတော့ဆက်လက်ကုသမှုတွေကိုလှုပ်ဆောင်နေကြရပါတယ်။အသက်ကယ်ပေးမဲ့နေရာတွေဟာ လုံခြုံမှုရှိဖို့လိုပါတယ်။ကုသမှုပေးတဲ့သူတွေကကုသမှုခံယူတဲ့သူတွေရောလုံခြုံမှုရှိမှသာအဆင်ပြေမှာပါ။ ။ဒါကြောင့်ပြောင်းလဲလာတဲ့အခြေအနေပေါ်မူတည်ပြီးပုံမလုံးုံတဲ့စေယုံစေကန်းတွေလိုအပ်လာပါတယ်။ဒါကြောင့်အခုလှုပ်ဆောင်နေတဲ့ campaign ကလည်းလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုမြန်မြန်ဆန်ဆန်ကုစားနိုင်ဖို့အတွက်ရည်ရွယ်ပြီးပြုလုပ်တာဖြစ်ပါတယ်။ Safe Hospital Safe Healthcare ဆိုတဲ့အတိုင်းနေရာလုံခြုံမှုအန္တရာယ်ကင်းတဲ့ကုသမှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံတကာကအတူရွှင်တွေရောပြည်တွင်းပြည်ပမှရောက်နေကြတဲ့သူတွေရောဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့မေတ္တာရက်ခံတိုက်တွန်းလိုပါတယ်။ကမ်ပိန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလည်းကျန်းမာရေးဝန်ကြီးဌာနရဲ့ Facebook page ကနေအချိန်နဲ့တပြေးညီညှဝေပေးသွားမှာဖြစ်ပါတယ်။ကျမတို့တော်လှန်ရေးဟာ အောင်မြင်မှုနဲ့အတူပန်းတိုင်ကိုများမကြာမီရောက်ရှိတော့မှာဖြစ်ပါတယ်။ကူညီပံ့ပိုးပေးကြတဲ့သူတိုင်းနှင်းတကား ပြည်တွင်ပြည်ပမှ နိုင်ငံသူနိုင်ငံသားများအားလုံးအေးချမ်းသာရာကျန်းမာပျော်ရွှင်တဲ့အနာဂတ်ကို အမြန်ဆုံးတိုက်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။